ကမ္ဘာစရုပ်ပြိုင်ပွဲ AI ရန်ရီတူသုံးစရုပ်ကားနဲ့ဆူရခဲ့တဲ့မြန်မာကျောင်းသားဖွဲ့မင်္ဂလာပါရှင်တက္ကသိုလ်မှာနိုင်ငံတကာရဲ့နာဂတ်ကိုကြည့်ကြည့်ရင်သူ့ရဲ့မျိုးဆက်တဲ့လူငယ်တွေရဲ့အိမ်မက်ကိုကြည့်ရတယ်လို့ဆိုကြပါရယ်ဒီနေ့တော့ကျမတို့မြန်မာနိုင်ငံရဲ့အနာဂတ်တွေသိပ်ကိုမှလှပပေးအားတက်စရာကောင်းတဲ့အိမ်မက်တစ်ခုကိုလက်တွေ့ကောင်းထည့်ဖော်ခဲ့တဲ့လူငယ်လေးတောင်ပြပြကျမတို့ဒီသမိုင်းဝင်အောင်မြင်ဖို့ဖန်တီးခဲ့သူကတော့ VR Genius မြန်မာဆိုရင်ကျမတို့ရဲ့မြန်မာလူငယ်လေးတွေပါပဲ တို့ဟာဖိလစ်ပိုင်နိုင်ငံမှာကျင်းပခဲ့တဲ့ World Robot Olympic WRO Asia Pacific Open Championship မှာနိုင်ငံပေါင်း40ကျော်ကထိတဲ့သင်းတွေကိုကျော်ဖြတ်ပြီးဂုဏ်သိက္ခာမြန်မာဆုံးချန်ပီယံဆုကိုဆုဖူးခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာတာမန်ပြိုင်ပွဲမဟုတ်ပါဘူး။ကမ္ဘာနီးပညာမှာဦးဆောင်နေတဲ့နိုင်ငံတွေကကလေးတွေဟာအကောင်းဆုံးပဝင်ချိန်အကောင်းဆုံးပြင်ဆင်မှုတွေနဲ့လာပေါင်းများစွာပြင်ဆင်လာကြတဲ့ပွဲပါ။ဒီနေရာမှာကျမတို့ကလေးတွေပါနဲ့ရှင်ခဲ့လေပြီလားရှင်။ သူတို့ကစားစရာရုပ်ကလေးတွေနဲ့သွားပြိုင်တာမဟုတ်ပါလူသားတွေရဲ့အသက်ကိုကဲတင်နိုင်မယ့်တပြည့်လက်တွေကြားတဲ့တီထွေမှုတစ်ခုနဲ့ပါသူတို့ရဲ့ project က AI နည်းပညာသောငလင်းကဲဆေးရေးစရုပ်ကားပါဒီစိတ်ကူကဘယ်ကလာလဲဆိုတော့သူတို့ရဲ့နိုင်ငံပေါ်ထားတဲ့စေတနာနဲ့အတီတရားခံနေလာတာပါမြန်မာနိုင်ငံဟာငလင်းတန်ကိုအချိန်မီခံရနိုင်ပါ रे တကယ်လို့များအသက်အရွယ်ဖြစ်လာခဲ့ရင်အပြည့်စည်တွေကြားတဲ့ကအသက်တချောင်းကိုဘယ်လိုကယ်ကြမလဲဆိုတဲ့မိကွန်တွေအဖြေကိုသူတို့ဟာနည်းပညာနဲ့ရှာဖွေခဲ့ကြတာပါ သူတို့ရဲ့စိတ်ယုတ်လေးကအသက်ကသူရဲ့ကောင်းလေးလိုပဲတင်စားရမှာပါ။ဘာလို့လဲဆိုတော့သူ့မှာကတာမန်စိတ်ယုတ်တွေမှာမရှိတဲ့အရာ၃ခုကိုခဲသွင်းတိစောက်ထားလို့ပါပဲ။တကူကမြင်နိုင်တဲ့မျက်စိပါ။အဲ့ဒါကတော့ project detection နည်းပညာပါ။အပြည့်အစည်တွေကြားထဲမှာဒါကလူလာကြောက်ခဲလားဆိုတာကိုတိကျခွဲခြားမြင်နိုင်တဲ့မျက်စိတစ်စုံကိုသူ့မှာတက်ဆင်ပေးထားပါရင်နောက်တစ်ခုကတော့စဉ်းစားတတ်တဲ့အုံနောက်ပါ Raspberry Pi လို့ကွန်ပျူတာငယ်လေးပေါ်မှာ တို့ကိုယ်တိုင်လေ့ကျင့်ပေးထားတဲ့ AI model တွေကိုထည့်သွင်းပြီးတော့ကိုယ်ပိုင်စုဖြတ်ချက်တွေချနိုင်အောင် AI တွေကိုရှောင်ရှားနိုင်အောင်သင်ပေးထားတဲ့ငြိမ်းချမ်းတူအုံနာတကူပါနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကိုညီကဲတင်လိုတဲ့နှလုံးသားပါသူရဲ့အဓိကတာဝန်ကပိတ်မိနေတဲ့သူနာတွေကိုအမြန်ဆုံးရှာဖွေပြီးကယ်ဆယ်ရေးဖွဲ့တွေစီချက်ပြဖို့ပါပဲဒီသုံးခုပေါင်းစပ်လိုက်တဲ့အခါမှာတော့သူဟာအသက်ကယ်ဆယ်ရုပ်သူရဲ့ကောင်းတရားဖြစ်လာပါတော့ရီဒီလိုလေးနဲ့တဲ့ဒီထေမှုကိုကလေးငယ်တွေကကမ္ဘာပညာရှင်ကြီးတွေရှေ့မှာယုံကြည်မှုပြည့်နေရှင်ပြခဲ့ကြပါတယ် တို့ရဲ့ရည်မှန်းချက်တို့ရဲ့စ조사မှုနဲ့တို့ရဲ့ဤပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကြောင့်ဒိုင်းတွေအလုံးကချီးကျူးသိမဲ့ပြုကြရပါတယ်။ဒါကမြန်မာလူမျိုးတွေလုံနိုင်နေဆိုတဲ့သက်သေတကူပါ။အခွင့်အလမ်းနဲ့ပါပေမဲ့အိမ်မဲကြီးကြီးမဲရဲရင်조사အထောက်မှုရှိရင်ကမ္ဘာအဆင့်ကိုရောက်နိုင်နေဆိုတဲ့သက်သေပါပဲ။ဒါမြန်မာနိုင်ငံရဲ့ပညာရေးစနစ်တွေနိုးစော်တဲ့တကူလေးဖြစ်ပါတယ်။ဒီလိုမျိုးရေးချင်းရှိရဲကလေးတွေမြမပြည်နဲ့မှာအများကြီးရှိနေနိုင်ပါ रे သူတို့ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်လိုအပ်တဲ့ပံ့ပိုးမှုတွေပေးနိုင်အောင်အားလုံးမှာတာဝန်ရှိပါ रे ။နောက်ဆုံးအနေနဲ့ဒါဟာမျိုးဆက်တဲ့လူငယ်တွေအတွက်မျောလင်းချက်ရဲ့မီးရှုတန်ဆောင်ဖြစ်ပါတယ်။အားငယ်နေစရာမလိုပါဘူး။မတို့လည်းတနေ့ဒီနေ့ရေမုံရောက်နိုင်နေဆိုတဲ့ယုံကြည်ချက်ကိုဒီကလေးတွေကစိုက်တူပေးကြတာပါ။ VR Genius မြန်မာအဖွဲ့ဝင်ရင်းလေးတွေရောသူတို့ရဲ့နောက်ွယ်ကနေရိတ်တူးကြီးနဲ့ပံ့ပိုးပေးခဲ့ကြတဲ့ဆရာသမားတွေမိဘတွေကိုပါဒီနေရာကနေလေးစားစွာဥညွတ်ကုန်ပြုလိုက်ပါတယ်။ဒီအောင်မြင်မှုကမြန်မာနိုင်ငံရဲ့တမိုင်းမှာအမြဲတမ်းထွန်းလင်းနေမဲ့ခြေတွေဝင်ပါပဲ။ အခုလိုမြမကုံဆောင်ခဲ့တဲ့လူငယ်တွေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေနဲ့အားပေးသွားခဲ့ကြပါဦးရှင်